င်္ဂလာပါရှင်။ Audio Bounce မြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေကိုရွေးချယ်တင်ဆက်ပေးနေပါရစေ။ဒီကနေ့မှာစာရေးဆရာမင်းဟင်ခန့်ဥတာဒီပါရဲ့မရဏရွာသူဇာတ်လမ်းတွေမှာလွတ်မြောက်နေသောမိစ္ဆာဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်တော့မှာဖြစ်ပါရစေ။တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe နဲ့အားပေးဖို့တောင်းဆိုခြင်းပါတယ်။ဇာတ်လမ်းအစ်တွေတင်နိုင်သိရှိစေဖို့အတွက်ဖေးနာကနိုတီခေါင်းလောင်းကိုနှိပ်ထားပေးပါဦး။ ရေကြောရွာကြီးတစ်ခုလုံးမှာခြောက်ချောက်ပွေရာတိတ်ဆိတ်လျက်ရှိနေတယ်။ကြော်စောထင်ရှားနေတဲ့သူတကြီးလေးဥပိုးသာအိမ်ရှိရောက်နေပြီဖြစ်တယ်။မိုးအကြီးအကျယ်ရွာချပြီးအိမ်တကောင်းမှနငယ်ကင်းပိတ်စမပြတ်သွားသဖြင့်မကောင်ဆိုးရအိမ်မေကြီးတွေလေဥပိုးသာအိမ်ထဲဝင်သွားတော့တယ်။တကြီးလက်ထရအစီအရင်ပြုတ်လုပြီးဖြစ်တဲ့စီးစီရေမှန်ကြီးဖလားကိုကြော်စောကတောင်းယူလိုက်တယ်။အကိုဖြစ်သူထင်ရှားလေတန်ကဝေရုပ်ကလာတဲ့မှော့စွမ်းအားနဲ့တကားကိုအစီအမံတစ်ခုပြုလုပ်လိုက်တဲ့ အဲ့ဒီနောက်မှာဒကမာကြီးမှအသားအရာဖွင့်လိုက်တယ်လို့ပွင့်လာလို့ကြော်စောလဲကြေးဖလားကိုကင်ပြီးအိမ်ထဲသို့ဝင်းနေလိုက်တဲ့ဥဖိုးတော်တို့မိသားစုမှလည်းအဲ့ဒီလောက်ွယ်ညမှာအချားရွာသားတွေနေတူကြောက်လန့်နေကြတယ်ဥဖိုးတာပြို့ဥဖိုးတာကျုပ်တကြီးပါဗျအရေးထဲမှာကညာကြီးမို့ချုပ်မြင့်ရွှေတို့ကဘာအရေးကြီးပြန်တာလဲမသိဘူးမတော်ပါနဲ့ကိုဖိုးတာရဲ့မကြောက်မလန့်မိုးကြီးလေကြီးထဲမှာ တကြီးမဟုတ်တော့ပါဘူးကျမတော့ဘာမှမကြားမိဘူးဥဖိုးတာက တကြီးအတန်ကြားရလို့မိတိုင်ခွက်ကလေးထွန်းပြီးအောက်ကိုဆင်းမှုပြင်းနေအဲ့ဒီအချိန်မိမဖြစ်သူကလှမ်းတားနေပြီးဥဖိုးသားမိမပြောဒီမှာမှန်းနေအိမ်ရှိမှာတကြီးကရှိနေတော့လေတကြီးအတန်ကိုသူတို့မကြားရဘူးဥဖိုးသားတူရဲကြားနေရခြင်းဖြစ်လို့မိမဖြစ်သူကငိုတံပါကြီးနဲ့လှမ်းတားနေခြင်းဖြစ်တယ်တကြီးကလည်းကြော်စောနဲ့ထင်ရှားလို့တေချာမှထားလို့ဘာစကားမှမပြောတဲ့အပြင် အော်ဟစ်ခေါငင်မို့ရဝေးစွာဥဖိုးသားကလည်းအာနာတက်ရတကြီးခေါနေတီတာပြောပြီးတော့ စင်မုတ်ပြင်းရဲ့မိမဖြစ်သူဟာတိုင်းရင်နဲ့ကိုဖိုးတာရှင်းရှင်းမျက်နာကြီးအမတ်လေးဥဖိုးတာမိမတတိလစ်သွားတယ်ရှင်းမျက်နာကြီးဆိုတော့ကြောင့်မိတိုင်ခွက်ကိုကင်ပြီးမှန်ပြိုကြီးရှေ့မှာရက်လိုက်တဲ့ဥဖိုးတာမျက်နာပေါ်မှာအရေးကြီးအဖူကြီးတွေထွက်လာပြီးချက်ချင်းမျက်နာတစ်ခုလုံးပူလောင်လာရမှတကူလုံးလဲပူလာတယ်ကြောက်အားလန့်အားနဲ့ယနေ့ညတေဆုံးရမယ့်သူမှကိုတိုင်မလောင်းဆိုတဲ့အတွေးဝင်လာခြင်းပါဇက်ထဲရလေသွေးအချို့ထွက်လာပြီးတကူလုံးတွေတဖြည်းဖြည်း မီးတွေတိုးဝင်ရတယ်လို့ပူလာတော့တယ်။အပူတယ်ဗျာအမလေးကဲကြပါ။အဥဖို့တာမျက်လုံးမိတ်ထားအိမ်မောကြော်စောကချက်ချင်းရောက်လာပြီးမျက်လုံးမိတ်ထားရန်ပြောပြတာနဲ့စေးစီရင်ထားသောရေမန်းကိုဥဖို့တာခေါင်းကဖလားလိုက်လောင်းချလိုက်ရတော့တယ်။အဲ့ဒီအခါမှမီးကဲကိုရေလောင်းတယ်လို့ရှဲကနေမြည်ပြီးအငွေ့မဲအရိတ်မဲကြီးတွေဥဖို့တာခန္ဓာကိုယ်မှထွက်လာတယ်။ကြော်စောနဲ့အရိတ်မဲကြီးတွေကိုကြောက်ကဝေးဆက်တွေနဲ့ဖန်ထိန်ထားဥဖို့တာကိုခေါင်းကကရင် ဆက်ဖြတ်ကာထာတွေချက်ချင်းရုတ်ဖတ်တဲ့ထူးဆန်းစွာတွင်ခန္ဓာကိုယ်မအရေးကြီးအဖို့ကြီးတွေချက်ချင်းပြောက်ကင်းပြီးအကောင်းပကတိဖြစ်သွားတော့တယ်လူမအကြောက်လွန်ပြီးတုံရင်စွာနဲ့ကြောင်ကြည့်နေသောကြောင့်ကြောက်တို့ရှိတဲ့ဥဖို့သာခမည်းမသေးဘူးအိမ်ထဲချက်ချင်းထွက်တော့ခမည်းအိမ်ထဲမှာမကောင်းဆိုးဝါးတွေရောက်နေပြီးဆရာကျုပ်ကျုပ်မိမအကြောက်လွန်သွားတာဘာမှမဖြစ်ဘူးခမည်းစင်စင်အမြန်စင်ကြော်စောလဲဥဖို့သာကိုလေကားစီအတင်းတွန်းပို့ပြီးစင်ခိုင်းနေ ပြီးတဲ့အခါကြမ်းနေတဲ့ရှင်မန်းနဲ့တတိမိနေတဲ့ဥဖိုးသားမိမကိုပတ်ဖြားလိုက်ရချက်ချင်းတတိရလာရင်ကိုဖိုးသားကိုဖိုးသားရောစီယံအောက်မှာရှိတဲ့အမကြီးအိမ်အောက်ကအမြန်ဆင်းအမြန်ဆင်းအိမ်အပြင်ရောက်အောင်ထွက်ဥဖိုးသားလင်မယားအိမ်အပြင်ရောက်တာနဲ့ကြော်စောလဲတန်ကဝေးကိုပြန်ယူလိုက်တဲ့အဲ့ဒီအခါမကောင်ဆိုးရွားအိမ်မဲကြီးတွေလွတ်မြောက်လာပြီးအိမ်အပြင်ကိုပြေးထွက်မိပြုတော့ကြော်စောကကဝေးစွမ်းအားတချို့နဲ့တုံးထုတ်ပြီးသူကိုယ်တိုင်အိမ်အပြင်ကိုအမြန်ပြေးထွက်တဲ့ အပြင်ကိုရောက်တဲ့အခါမကောင်ဆိုးဝါးများလဲတက္ကမကြီးစီဥတီလာနေလို့ထင်ရှားကတကားကိုဆွဲပိတ်ခါတကယ်ရွက်နှစ်ဖက်ကိုကန့်လန့်ဖြက်ပုံစံလက်ညှိုးညွန်ပြီးခါထားတဲ့ဘုတ်ကိုရွတ်တဲ့ပြီးတာနဲ့ထင်ရှားလက်ထဲကချီမန်ကြိုးထုံတစ်ဖက်ကိုကြော်ကြောကလှမ်းယူလိုက်ပြီးအိမ်ကြီးကိုသုံးတက်လောက်ပြေးဆွဲရစ်ပတ်လိုက်တော့တယ်အဲ့ဒီတော့ချီမန်ကျိုးများပေါ်တော့ကဝေရုပ်တွေပါထုံးဖွဲ့ပြီးမန်တန်များအပြန်ရွတ်ဖက်ရင်မကောင်ဆိုးဝါးတွေကိုအိမ်ထဲမှာအပီးထုံထောင်ထားလိုက်တော့တယ် အဲ့ဒီအခါမိုးလဲတိတ်သွားတာဖြစ်ပြီးကိစ္စအားလုံးလဲပြီးသွားကြပြီကဝေရုပ်တွေပြန်လဲသိမ်းယူပြီးတကြီးရဲ့မျက်နှာမှာလဲရွှင်လန်းနေတာကိုတွေ့ရတယ်ဘသူမှမကယ်နိုင်တဲ့ကိစ္စဖြစ်ပြီးမိမိကိုယ်တိုင်ကတေးရပြီလို့ထင်နေတော့လဲပထမဆုံးကဲတင်ခံလိုက်ရတဲ့ဥဖို့တာတို့ဇနီးမောင်နှံမှာကြော်စောနဲ့ထင်ရှားတို့ကိုဦးချောင်းမတက်ကျေးဇူးတင်နေကြတယ်ထို့ညာသူတို့အားလုံးတကြီးအိမ်ပြန်ပြီးအနားယူကြတယ်နောက်တနေ့မှရွာသားတွေကညကတည်င်းကိုဆက်စုမေးမြန်းစုံစမ်းကြတော့တယ် အမန်တကယ်ပင်ဖြစ်ရဲ့စိုးကြီးကိုထတ်စီအားနှုတ်ဦးကကဲတင်လိုက်နိုင်သည်ဆိုတဲ့တဲ့တင်ကမယုံနိုင်လောက်အောင်ဖြစ်နေကြနေထိုထက်ပို၍စိတ်ဝင်စားကြသည်မှာဥဖိုးသားတို့ဇနီးမောင်နှံကိုတကြီးအိမ်မှာခက်တနေထိုင်ခွင့်ပြုထားရပြီးသူတို့အိမ်ကြီးအတွင်းမှာမကောင်းဆိုးရွားကိုပိတ်လောင်ဖမ်းမိထားစီပြီးဆိုတဲ့တဲ့တင်ဖြစ်တဲ့ဟုတ်ပါတယ်အာလုံးတီးကြတဲ့အတိုင်းလာခွေညာရောက်လာရင်ဟောဒီရဥဖိုးသားအလှဲ့ဆိုတာကိုဆရာနှစ်ဦးကကြိုပြီးပြောထားပြီးသားပါဥဖိုးသားကြောက်လန့်နေမှာဆိုတာကြောင့် မပြောခဲ့တာပါအခုခေါ်ရတဲ့အကြောင်းအရင်းကတော့ရွာရဲ့ကဆိုးကြီးကိုဆရာနှုတ်ဦးဟာဟန်တာပိတ်စည်းပေးထားပါပြီမကောင်းဆိုးဝါးတွေကိုလည်းဖမ်းဆီးချုံနှောင်ထားတာအလုံးသိကြပြီးရောပေါ့ရွာသားများအနေနဲ့ရှေ့ဆက်နေထိုင်ရေးအတွက်လိုအပ်တာကိုဆရာတွေကဆက်လက်ပြောကြားပါလိမ့်မယ်ရွာသူရွာသားတွေအလုံးကိုအတိပေးချင်တာကတော့ဟောဒီဦးဖိုးတာနေအိမ်ချမ်းဝင်းကိုတအူးတယောက်မှဝင်ရောက်ချင်းမပြူရန်နဲ့အိမ်တစ်ဆောင်လုံးမှာရပ်ပတ်ကားစီးထားတဲ့ ချီမန်ခွင်းတွေကိုဖျက်တောက်မိတာမျိုးမလုပ်မိစီရန်အတိတတိပေးကြံတာဖြစ်ပါတယ်။အဲ့ဒီအမကောင်းဆိုးရွားတွေကိုဘယ်လိုလုပ်ကြမှာလဲဆရာ။ကျုပ်တို့ရွာကနေအပီးမောင်းထုတ်ပြီးပါ။အဲ့ဒီအိမ်ကြီးတွေကနေအင်းစမမှော့ပညာတစ်ခုခုနဲ့မကောင်းဆိုးရွားတွေကိုချုံနောင်ဖန်စီပြီးနေရာတစ်ခုမှာချုံနောင်ထားရပါလိမ့်မယ်။ဒါကိုသူအချင်းတန်တဲ့အခါမှာတော့စီရင်ပြုတ်လောက်ပါမယ်။ဒီလရဲ့လပညာမှာစီရင်ဖို့တော့စဉ်းစားထားတယ်။ရွာသားတွေကိုကြော်စွားရှင်းပြပြီးတော့ရွာသားကြီးဦးမြင့်ရွှေကထားရက်လိုက်ပြီး ကျောက်စိတ်ကူးမိတဲ့ကိစ္စတစ်ခုကိုလည်းဟောဒီရွာသားများနဲ့ဆရာတို့ကိုတိုင်ပင်ကြပါလေပြောပါသည်တည်းဘလို့စိတ်ကူးမိတာလဲအိမ်ကြီးထဲမှာပိတ်မိနေတဲ့မကောင်းဆိုးပါးတွေကိုချုံနောက်ဖန်းစီပြီးအပီးနေမှုအစီအရင်တွေမလုပ်ခင်မှာလွတ်မြောက်သွားတာမျိုးမရှိရအောင်ရွာသားယောက်ျားများတွေကကင်းတဲ့ဆောင်တယ်လို့အလှည့်ကျစောင့်ကြက်ကြမယ်ဆိုရင်မကောင်းဘူးလားကောင်းပါတယ်တည်းကောင်းပါတယ်ရွာသားများအနေနဲ့လည်းကန့်ကွက်မဲ့သူရှိမယ်မထင်ပါဘူးရွာသားများရဲ့ဆန္ဒကရောသဘောတူပါတယ်တည်း ဒီမကောင်းဆိုးဝါးတွေလွတ်မြောက်သွားလို့မလုံးဝမဖြစ်ပါဘူး။ကျုပ်တို့သဘောတူပါတယ်။တကြီးကမကောင်းဆိုးဝါးတွေလွတ်မြောက်လာမျိုးရွာသားများထပ်ပေါ်ပြီးကြောက်နံ့မုံရတယ်။အစီအစဉ်အတိုင်းတညလည်ရင်ရွာသားလေးယောက်ကဥဖိုတာခြံဝိုင်းထဲမှာအိမ်ကြီးကိုစောင့်ကြက်ကြတယ်။ဥဖိုတာတို့မိသားစုကိုတော့လာပြညမတိုင်းမီတကြီးအိမ်မှာသာခေါ်ထားလိုက်တယ်။အိမ်ကြီးကိုစောင့်ရှောက်ရင်အလှဲ့ကျတာဝန်ရှသူတွေကိုကြော်စောနဲ့ထင်ရှားတို့ကအထိတ်တက်လက်မဖြစ်စေဖို့နဲ့အနေရဲ့ကင်းအောင်လေအဆောင်လက်ဖွဲ့ကြိုးတွေစီရင်ပေးထားတယ်။ ဒါပေမဲ့မကောင်းဆိုးရွားကိုလွတ်မြောက်မည်ဆို၍ဓာထမ်းပြီးစောင့်ကြရမှာဖြစ်ပြီးရွာသားတွေရဖို့ကြောက်လန့်နေကြသည့်ကြီးသားဖြစ်တဲ့အိမ်ထဲကထွက်မလာနိုင်တော့ဘူးဆိုပြီးယုံကြည်ထားကြပြီးတော့စောင့်ညာလေဒီလိုနဲ့ဥဖိုးသားအိမ်ကြီးကိုအလှဲ့ကျစောင့်ညာရင်ငားရမ်းမြောက်တဲ့နေ့မှာထုံးစံအတန်းရွာသားလေးဦးအလှဲ့ကျပြန်တယ်ကြော်စောနဲ့ထင်ရှားတို့ကရွာသားတွေကိုအဆောင်တွေစီးရင်ပေးပြီးအဆောင်လက်ဖွဲ့တို့အစွမ်းတက်တိမပြည့်စေဖို့အတွက်အမဲသားကျွဲသားကိုမစားဘူးအရက်တီးစားဖို့မတောက်စားဖို့မှားကြကြတယ် စိုးရင်ထိတ်လန့်ခြင်းမျိုးလည်းမဖြစ်ကြဘူးနဲ့ခြံကြီးအတွင်အလှဲ့ကျသူဟာလွဲပြီးလူစိမ်းဝင်ရောက်ရင်အပြင်းအထန်အေးအေးယူမီဖြစ်ကြောင်းကိုလည်းတကြီးဟာအမိန့်ထုတ်ထားတယ်။ဒါပေမဲ့အလွန်ကြောက်တတ်တဲ့ရွာသားတစ်ယောက်ကရဲစည်းတင်းနေဆိုပြီးအရက်ကိုခိုးတောက်လာတယ်။သူနဲ့အတူတာဝန်ကျရွာသား၃ယောက်ကတိတော်လေတကြီးသိလျင်ဒဏ်ခတ်ခံရမှာဖြစ်လို့မတိရောက်သားဆောင်းနေပြီးကို့လူကိုယ်သာစူပူကျိမ်းမောင်းနေတော့တယ်။ဒီလိုနဲ့မိုးချုပ်တာနဲ့ဓာတ်လို့ကိုးစီကိုင်းပြီးခြံကြီးကိုစောင့်ကြတယ်။ အဲ့ဒီညမှာပြက်တနာကတက်ပြီးလာဇာငါရဲ့ဖြစ်လို့အလင်းခက်ရေးရေးရှိတယ်။ညာဦးပိုင်းရဲ့ထိအားလုံးပုံမှန်သာဖြစ်တော်လေ။တကောင်းတို့နီးကပ်လာတဲ့အခါအိမ်ခေါင်မိုးပေါ်သို့ဂဲလုံးလိုလိုတစုံတစ်ခုကြလာတာကြောင့်အားလုံးလန့်သွားကြတယ်။တဆက်ထဲမှာပင်ဟိကောင်ကြလာ။အေးကြားတယ်။ငါအတန်တန်တားတယ်ကွာ။ဟိုကောင်မတော့ပါနဲ့ဆိုတော့အခုပဲနဲ့လောက်ကြမလဲ။၆တော်၆နေပြီကွာ။မပူပါနဲ့ကွာ။ဒင်းဘလောက်ပဲအတန်ပေးပြီးဆီဟာနှစ်ယောက်စီရင်ထားတဲ့ ချီမံကျိုးတွေကိုကြောမလာနိုင်ပါဘူးကြောက်မနေနဲ့အမလေးဗျာအတရေပြူတရေတရေရေရေနဲ့ပတ်တယ်ဗျချက်အနောက်ဘက်မှာစောင့်နေသူနှစ်ဦးကချက်ရှိကိုအမောတကြီးပြေလာရင်ဟဲ့ဟဲ့ဘာဖြစ်ကြတာလဲရေတွေနဲ့လောင်းချတာကောတရေ၆တာဟုတ်လို့လားကွာမင်းမူးနေပြီးတော့အကြောက်လွန်ပြီးထင်အောင်ထင်မှဖြစ်တာနေမှာပါငါလန့်ပြီးအမှုပါပြေသွားပြီးရေနဲ့အပတ်ခင်ရတာတကယ်ကွာငါတယောက်တည်းမဟုတ်ဘူးဟိုကောင်ရောကွာဟဲ့ကောင်ဟုတ်လားရေနဲ့ပတ်တယ်ဆိုတာအေးအေးကွာ ငါလည်းရေးနေပတ်တယ်ငါ့ကိုအရင်ပတ်တာကငါငိုက်နေတော့မိုးရွာချပြီထင်တာဟိုကောင်အော်ပြေးလို့ငါလည်းပြေးလာတာတုံတုံတုံအောက်မှာပြောဆိုနေကြစဉ်အိမ်မောကအတန်ကြီးကြားရတာကြောင့်အားလုံးငြိမ်သွားတယ်အိမ်မောကိုလှမ်းကြည့်လိုက်တဲ့အခါအရေးလိုလိုအရာသုံးခုကိုပရင်ပေါက်မှန်မှခက်ရေးရေးမြင်လိုက်ရတယ်မိမတယောက်ရဲ့ရေမောတန်တွေယောက်ျားတန်များအပြင်နာကျင်မှုဆူဆူဝါဝါကြောင့်အော်ရင်နေတဲ့အတန်တွေပါကြားလာရလို့ရွာသားတွေလည်းတကြီးအိမ်သွားပြောမလားလို့တိုင်ပင်ကြတယ် ခဏအကြာအိမ်ပေါ်မှာအရေးကြီးတစ်ခုဟာခေါင်းကြီးရုတ်တရက်ပြက်ပြီးအဲ့ဒီအိမ်ပေါ်မှာပင်ပတ်ပြေးနေတယ်။အဲ့ဒီနောက်ယောက်ျားတစ်ယောက်ရောဝမ်းကောင်းတဲ့ပါပါနဲ့အော်ဟစ်တန်ကြီးလည်းထွက်ပေါ်လာတော့တယ်။အော်အတန်တွေအားလုံးငြိမ်သက်သွားရာရွာသားတွေလည်းမှင်းသေးသေးနှစ်ဆောင်မြဲအိမ်ကြီးပေါ်ကိုလှမ်းကြည့်နေကြတယ်။အားလုံးကရုတ်တရက်ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြပြီးကြောက်လန့်နေတယ်။သူတို့လည်းခြေမကျိုးတွေကိုသတိရပြီးအိမ်ကြီးကိုပတ်ထားသောခြေမကျိုးကိုကြည့်တဲ့အခါအိမ်အနောက်ဘက်တနေရရာက ပြတ်သွားသလိုရော်ရဲရဲဖြစ်နေတယ်။ရွာသားတစ်ယောက်ကတေချောင်းကျိုးကိုဆွဲကြည့်လိုက်တဲ့အခါအမှန်တကယ်ပင်ချီမန်းကျိုးပြတ်နေတာကိုတွေ့ရတာကြောင့်အားလုံးလဲပါဇက်အဟုံးသားနဲ့ဘာမှမပြောနိုင်ဖြစ်သွားကြတယ်။ကျွီးကျွီးကျွီးဗရင်တကားတစ်ချမ်းပွင့်လာတယ်။တဖြည်းဖြည်းချင်းပွင့်လာပြီးမဲမဲတဒံအရာတစ်ခုဗရင်တကားဝါကိုရောက်လာတယ်။အဲဒီနောက်ကြံတကယ်ရွက်ကိုအပြင်းပြင်းတိုက်ပြီးတော့ဝုန်းဟုတ်အမလေးပါပါကြီးကြလာတာလေဟဲ့ကောင်မိတိုင်ခွက်ဒီဟိုပြီးပရင်ပေါင်းမှကြလာတော့မဲမဲအရာကြီးသည် လှုပ်စီးလှုပ်စီးနေရှိနေသေးတယ်။ရွာသားများလည်းကြောက်ကြောက်လန့်လန့်နဲ့မီးတိုင်ခွက်ကိုမြှောက်ပြီးကြည့်ကြရာဟာလူသေးကောင်းကြီးကွာသွေးတွေနဲ့ဟဲ့ကောင်တွေဘလို့လောက်ကြမလဲငါငါတော့ထွက်ပြေးကျင်နေပြီကွာအလောင်းကြီးကအခုမှတေးထားတာခေါင်းခေါင်းမပေါဘူးကွာသွေးတွေအဲ့ဒီအချင်းပွင့်နေတော့ပရင်တကားမှအုံဒီလုံးလိုလိုအရာတစ်ခုလွင့်ထွက်လာပြန်ပြီရွာသားတအူးလက်ထဲမှာစီးဖမ်းလိုက်သလိုကွက်တိကျလာတယ်လက်ထဲရောက်တဲ့အခါကက်စီစီအရေးတွေကိုကင်မိလို့အာလုံးငုံကြည့်လိုက်ကြပြီး အခေါင်ခေါင်းပြက်ကြီးပြေးပြေးအဲ့ဒီအခါလက်ထရခေါင်းပြက်ကြီးကိုပြစ်ချခဲ့ပြီးရွာသားလေးဦးတကြီးအိမ်ကိုပြေးကြတယ်။ညနေတကောင်ရွာသားတွေထံကအိမ်ကြီးကိစ္စတရင်ရတဲ့အခါကြော်စောနဲ့ထင်ရှားတို့လေချက်ချင်းမင်းစေးလွဲအိတ်တွေကောက်လွဲပြီးအဲ့ဒီအိမ်ကြီးကိုသွားကြတော့တယ်။ရွာသားလေးဦးလည်းတကြီးကိုရေပတ်ခံရသည်မှစ၍လူသေးကောင်ကြီးကြလာသည့်အထိပြောပြလိုက်တော့တယ်။တကြီးအိမ်ဝင်းကျင်ကလူတွေလည်းကြားကုန်ကြပြီးအဲ့ဒီတရင်တွေချက်ချင်းဆိုသလိုတရွာလုံးကိုပြန့်နှံ့သွားတယ်။ မကောင်းဆိုးဝါးကိုချုံနောက်ထားတဲ့ချီမန်ကျိုးပြတ်တောက်သွားပြီဆိုတဲ့သတင်းကြောင့်တရွာလုံးရုပ်ရုပ်သေးသေးဖြစ်ကုန်ကြလေခဏအတွင်းမှာပင်တကြီးအိမ်ရှိမှာ ပွဲကင်းကြီးလိုစီကားလာပြီးရွာသူရွာသားအလုံးကြော်စောနဲ့ထင်ရှားတို့နောက်ကိုအာကိုတကြီးလိုက်ကြတယ်ရွာထဲမှာစူးစူးညံ့ညံ့တွေဖြစ်သွားပြီးမိတော့ကိုစီနဲ့အိမ်ကြီးအကြောင်းဆက်စုကြရန်သွားကြပြီးမျက်မြင်ကိုတွေ့ကြုံခဲ့ရတဲ့ရွာသားလေးဦးမှကြောက်လန့်ပြီးအဖျားတိုက်ပြီးကြံခဲ့တယ်ကောင်းပြက်ကြီးကိုင်းမိသူတအူးဆိုလျင်မျက်ဖြူကစိုက်လောက်အောင်ကြောက်လန့်သွားရတယ် ရွာသားများဥဖို့တာအင်ကြီးရှိရောက်တဲ့အခါကြော်စောနဲ့ထင်ရှားတို့အင်ကိုချီမှန်းကျိုးများပြန်၍တုံအောင်ထားပြီးကိုတွေ့ကြရတယ်။ခေါင်းပြက်နေတဲ့အလောင်းကြီးကိုလည်းရုပ်ပြက်ဆင်းပြက်တွေ့နေရပြီးမိသူမိဝါဟုမသိကြသေးဘူး။တကြီးဟာရှေ့ထွက်လာပြီးမကောင်းဆိုးဝါးတွေလွတ်ကုန်သလား။ဆရာဘလို့တွေဖြစ်ကုန်ပြီလဲ။ကျုပ်တို့တီအောင်ပြောပါအောင်။အရေးမကြီးတွေကိုတော့အင်ကြီးထဲမှာပြန်ပြီးချုံအောင်ထားပါလိမ့်။ဒါနဲ့ဒီအလောင်းကမကောင်းဆိုးရမဟုတ်ဘူး။တာမန်လူပါဘဲသူဘဲဝါဆိုတာတိတယ်လူကြည့်ပြီးပါ အဲ့ဒီစကားကိုကြတော့တတိကောင်းမဲ့ရွာသားတူလဲခေါင်းဖြတ်ကြီးကိုသွားကောက်ပြီးယူလာခဲ့တယ်။အဲ့ဒီနောက်ကြော်စောထင်ရှားတဲ့တကြီးတို့အားခေါင်းဖြတ်ရဲ့မျက်နှာကိုမြင်သာအောင်ပြလိုက်တော့တယ်။ရွာသားတွေလည်းကြောက်ကြောက်နဲ့မရေမုန်းကိုကြည့်ကြတယ်။ခေါင်းဖြတ်ဒီမကောင်းဆိုးဝါးများနဲ့ကြုံထွေ့ပြီးမချီမဆန့်နာကျင်တော့ဝေဒနာနဲ့တည်ဆုံးမုံလေးရတယ်။ရှာအနေငယ်ထွက်နေပြီးမျက်လုံးကြီးလည်းပြူးနေတယ်။သွေးစိမ့်တွေလည်းပေးချန်နေသေးတယ်။မျက်နှာကိုတေချာကြည့်ပြီးတကြီးကဒီကောင်ကဟိုဘက်နှစ်ရွာကျော်ကတခိုးပဲ။ အရင်တကဖမ်းမိတဲ့တခိုးလာတဲ့ကြီးအေးလေအရင်တခေါက်ရွာကိုခိုးဖို့လာခဲ့တော့မင်းတို့ဖမ်းမိတော့ငါစီမထိတ်တုံးခတ်ပြီးမြို့ကတ်ကိုပို့မယ်လို့ပြီးမှသူ့ရွာတကြီးလာပြီးတောင်းမှလို့ပြန်လို့ပေးလိုက်တဲ့တခိုးပေါ့ကဒီတခါတော့မတက်နိုင်ဘူးလေသိရှာပြီးဒါဆိုရင်ဖြစ်စဉ်ကိုခံမှန်းကြည့်ရတဲ့လောက်ဒိညာအိမ်ဆောင်ကြတဲ့ရွာသားတွေကိုရေနဲ့ပတ်ပြီးခြောက်လှန်တာတရေမဟုတ်ပဲဒီတခိုးဖြစ်မေးဗျစောင့်တဲ့ရွာသားတွေကြောက်လန့်ပြီးပြေးချိန်မှာအိမ်နှောင်းကိုခိုးဖို့ဝန်မုံရတယ် အဲဒီမှာဒီကောင်မကောင်းဆိုးွားတွေနဲ့တွေ့ပြီးအသေးဆိုးနဲ့တည်သွားပုံရတဲ့ဗျအေးဒီလိုပဲဖြစ်လိမ့်မယ်ကဲပါမနဲ့မှသူ့ရွာကိုအကြောင်းကြားပြီးအလောင်းလာကောက်ခိုင်းလိုက်ပါမယ်မကောင်းဆိုးွားလည်းဖမ်းမိထားပြီဆိုတော့ရွာသားတွေလည်းစိတ်အေးလက်အေးနေကြပါဒီလိုနဲ့ထိုတညဆူဆူပူပူဖြစ်ပြီးမိုးလင်းခဲ့ရပြန်တယ်ညာကြော်စောနဲ့ထင်းရှားတို့အိမ်ကြီးကိုရောက်လာကြချိန်နဲ့မကောင်းဆိုးွားတွေခြံထဲကထွက်ချိန်တဲ့တဲ့တိုးတော့ကြောင့်ညီအကိုနှစ်ဦးသားကဝေးဆက် တွေနဲ့တားဆီးလိုက်ကြခြင်းဖြစ်တဲ့ ဒါပေမဲ့ရွာသားတွေတောက်အားကြီးမည်ဆိုရတာမပြောဘဲနေတော့လေမကောင်းဆိုးရွားအရေးမဲကြီးတစ်ခုမှလုံးဝလွတ်မြောက်သွားခဲ့တယ်။အဲဒီအခါမှမကောင်းဆိုးဝါးသည်တကောင်းနဲ့မဟုတ်သည်ကိုလည်းကြော်စောနဲ့ထင်ရှားတော့တတိထားမိကြတော့ရင်နေလေပိုင်းကိုရောက်တဲ့အခါမှရွာထဲကိုလှဲတစည်းဝင်လာတဲ့ညာခေါင်းပြက်တိတ်ဆုံးသွားတဲ့တခိုးရဲ့အလောင်းကိုလာကောက်ယူတော့အချားရွာသားတွေဖြစ်တဲ့အဲဒီအထဲမှာတိတ်ဆုံးသူရဲ့ညီဖြစ်သူမှရွာအဝင်ကလေးကမိုက်မိုက်ရိုင်းရိုင်းဆေးရီးတိုင်းထွာလာတယ်။အရဲလဲတောက်ပြီး မူယူနေတယ်။သူ့စိတ်ထဲမှာမကောင်းဆိုးဝါးတက်ရည်တည်တယ်လို့လုံးဝလက်မခံနိုင်ပဲ။သူ့အကူဖြစ်သူကိုရွာသားတွေရရဆက်ဆက်တက်လိုက်ကြတယ်လို့သာအထင်လွဲနေတယ်။တရွာလုံးကိုဆွဆွဲတဲ့အပြင်ရုတ်ရုတ်ကန်းကန်းများဆဲဆိုရင်တောင်းညမ်းလာတယ်။ရွာသားအချို့မှာတီးခန့်ကြတော့လေလူငယ်အရွယ်ကောင်းများမှသွေးကြွကြတယ်။တခိုးမျိုးကလူကိုပြန်ဟစ်နေတယ်လို့လုံမီကိုင်မီတကယ်ကယ်ဖြစ်နေလို့အချို့အိမ်သားတွေကစွဲထားကြတယ်။ညီအကိုစိတ်နဲ့သွေးပူပြီးဆဲတယ်လို့သာခွင့်လွှတ်ထားကြတော့လေ တရွာလုံးကိုအမေနမကုံအောင်ပြပြနေနဲ့ဆဲနေလို့တီးမခံနိုင်ကြသူတွေဒုတ်တပြက်ဓာတပြက်နဲ့ဖြစ်ကုန်ကြလေဆဲနေသူမှသူ့အကိုရဲ့အလောင်းကိုမြင်၍ဒေါသထွက်လာကတရွာလုံးကိုစိန်ခေါ်ကြတော့ရီဟေးကောင်မင်းအကိုငါတို့ရွာကိုလည်းဝင်ခိုးသေးတယ်အခုငါတို့ရွာကဘာမှမလုပ်ပါဘူးပြောနေတာဦးမင်းကဒီလောက်ဆဲနေတာမင်းမှသိကျင်တာလားဟာလာဆန်းကွာဒါမျိုးကြိုက်တာလူသက်ကောင်တွေကချိန်လာ၆လနဲ့ငါအကိုကြီးကိုဒီလိုရုပ်ပြက်စင်ပြက်တတ်တာ မင်းတို့မဟုတ်လို့ဘသူရှိမှလဲကွာလာစမ်းကွာသူသေးကိုသေးပဲဒီလောက်တောင်ဖြက်လာတဲ့ကောင်ချကွာအမလီမလောက်ကြပါနဲ့ရှင်ကဲကြပါဦးလဲဘောကပါလာတဲ့အမျိုးသမီးတအူးအောင်းကိုလေရွာသားတွေလည်းတီးမခံနိုင်တော့တဲ့အစုံမိုက်ကြီးလာခွဲတဲ့ကောင်ကိုဝိုင်းရိုက်တော့တယ်အများနဲ့တယောက်ဖြစ်၍အရိုက်ခင်ရတဲ့အချားရွာသားမှာကောင်းကွယ်ပြီးသွေးတွေလည်းစီးကြလာတယ်။အကြာမီပင်ရွာတကြီးနဲ့အတူကြော်စောရောထင်ရှားပါရောက်လာကြတယ်။ဒိုက်ဒိုက်အဲ့ကောင်တွေတော်ပြီတော်ပြီ။တကြီးကနှလုံးမြူးတနက်ကုံမိုးပေါ်ထောင်းပြစ်ပြီး ဝိုင်းရိုက်နေတဲ့ရွာသားတို့ကိုလူစုခွဲလိုက်တဲ့မျက်နာပြက်မခံမဲ့တဖက်နဲ့နာသူကိုလူကြီးလူကောင်းဟန်နဲ့တောင်းပန်ရင်းအလောင်းကိုအမြန်တဲသွားချဖို့ပြောတယ်။အရိတ်ခင်ရသူအတွက်လည်းစေဝဝါကပေးလိုက်သေးတယ်။ကိစ္စပြီးတာနဲ့ပြန်ညပါဗျ။ကျုပ်ရွာသားတွေအတွက်ကျုပ်ပဲတောင်းပန်ပါလေပြန်ညပါ။မချေနှက်ဘူးကွာ။မင်းတို့တရွာလုံးတနေ့ငါအကြောင်းသိမယ်ဟဲ့။ငါအကိုကြီးကိုတတ်တဲ့လူတက်ကောင်တွေမင်းတို့ကိုပြန်တတ်မယ်။ဒီကောင်ကဒါလောက်လှုပ်ထားတာငါနေကွာလှုပ်လိုက်ပြန်ရင်တိတ်တော့မှာပဲ။ တော်ကြပါကွာတော်ပြီတော်ပြီတဖက်ကလည်းသူတို့လိုအလွန်ဖြစ်၍အလောင်းကောက်ပြီးပြန်ညတယ်ရွာသားများလည်းတောက်တခေါက်ခေါက်နဲ့ဒုံများပစ်ချခဲ့ကြတယ်ကြော်စောနဲ့ထင်ရှားတို့လည်းပြဿနာကိုကြည့်ပြီးပြန်ညရာလမ်းမှာတကြီးကရွာသားတွေကိုစုံမတဲ့စကားတခုကိုကြားရလို့တယောက်မျက်နှာတယောက်ကြည့်ပြီးစိတ်ပြတ်မိကြတယ်အဲဒီစကားမှရိုက်မယ်ဆိုလဲတယောင်ရိုက်กว่าဖြစ်လာတဲ့ပြဿနာငါရှင်းမယ်ဆိုပြီးတော့ပြဿနာတွေငြိမ်းအေးသွားပြီးနောက်ကြော်စောနဲ့ထင်ရှားတို့အစီအရင်လုံးမိန်လာပြရက်ကိုသာစောင့်ကြတယ် လူသေးသွားတဲ့ကိစ္စကိုတပတ်ခန့်အကြာမှာမိမိပြော့ပြော့ဖြစ်သွားကြတော့လေကြောကြောနဲ့ထင်ရှားတော့မမိကြဘူးအကြောင်းမှညီဖြစ်သူကအညိုအတေထားပြီးရံပြုတ်လာနေတာကိုတတိမူမိကြတာကြောင့်ဖြစ်တယ်ရွာတကြီးကိုလည်းတတိပေးကြတယ်အဲဒီနောက်ကြောကြောနဲ့ထင်ရှားတော့လည်းလွတ်မြောက်သွားတဲ့မကောင်းဆိုးရွားတကောင်ကိစ္စကိုတီးတိုးတိုက်မိညာတယ်အိမ်ထဲမှာတကြီးရှိနေလို့မကောင်းဆိုးရွားတကောင်လွတ်နေတဲ့ကိစ္စကိုကြားပြီးတော့ကြောက်လန့်သွားနေတာဖြစ်လို့ကြောကြောနဲ့ထင်ရှားတော့လည်းအိမ်ရှိခြံစည်းကိုအနီးလမ်းလျှောက်ရင်းတိုက်မိနေတယ် ရွာကိုပြောပြလိုက်ရင်ကောင်းမလားအကိုကြီးရွာသားတွေခင်ဗျာကြောက်တက်ကြတယ်ညီလေးရဲ့ပြောမနေပါနဲ့ကွာဒီမိစ္ဆာတကောင်ကိစ္စငါတို့ဘာသာဖြည့်ရှင်းကြတာပေါ့ကွာတင်းကြီးမှရှိနေမယ်ထင်လားဟိုချံပြက်ကြီးထဲမှရှိနေမယ်ထင်လားအကိုကြီးငါတော့မထင်ဘူးဒီမကောင်းဆိုးဝါးတွေကချင်းချင်းဆက်နွယ်မှုရှိကြတယ်ကွာအိမ်ထဲမှာပိတ်မိထားတဲ့အကောင်ရှိရာကိုအပြင်ကကောင်တေးကြပေါ့ပြန်လာမှာပဲဒီညောင်ဥဖိုးတာအိမ်အနီးမှာနောက်တစ်ခါသွားဆောင်ကြည့်ကြတာပေါ့ကွာဒီလိုနဲ့တီတိုးပြောဆိုတိုင်မင်နေကြချိန်မှာ လူတယောက်ကစကားတန်တွေကိုကြားသွားခဲ့တယ်။အဲ့ဒီသူကအခြားသူမဟုတ်ဘဲဥဖိုးသာအိမ်ကြီးမှာပြဿနာဖြစ်ခဲ့စဉ်ကအယက်ခိုးတောက်တော်ရွာသားတဦးပင်ဖြစ်တယ်။တကြီးအိမ်ရှိသွားရင်လာရင်အိမ်ချန်စီဟိုအနီပြောဆိုနေကြတဲ့ကြော်စောနဲ့ထင်ရှားတို့ရဲ့စကားတန်တွေကိုကြားသွားခြင်းလည်းဖြစ်တယ်။အဲ့ဒီလိုကြားရတာနဲ့ကြောက်တတ်သောရွာသားကလည်းတရွာလုံးကိုတရင်ဖြန့်တော်ရင်မကောင်းဆိုးဝါးတကောင်လွတ်နေတယ်ဆိုတဲ့တဲ့တင်ကရေကြော်ရွာအတွင်းယုံချင်းပြန့်နှံ့သွားတော်လေအချို့မှကြောက်ကြတယ် အချို့ကဥပိုးတာကိုပဲကဲနိုင်သောဆရာနှစ်ယောက်ကိုယုံကြည်သဖြင့်မကောင်ဆူရလွတ်တီကိုမယုံညဘူးလှုပ်ခဲ့တော်ညာဆရာများရှိတယ်လို့တွေးပြီးအောက်စိတ်ကိုဖြည့်ဖြောက်ခဲ့ကြတယ်ညနေဆောင်ရနေဝင်လူနေနေအချိန်မှာကြော်စောနဲ့ထင်ရှားတို့လည်းဥပိုးတာအိမ်ကြီးကိုသွားဖို့ပြင်ဆင်ကြတယ်တကြီးဦးမြင့်ရွှေလည်းကိစ္စရှိတယ်ဆိုပြီးလိန်ညာချင်းမျိုးလည်းမဖြစ်ရလေအောင်ပြောခဲ့ပြီးထွက်လာခဲ့ကြတယ်နှစ်ဦးသားရောက်တာနဲ့ချမ်းကြီးတဲမှာယနေ့ညအလှည့်ကြတဲ့ချမ်းဆောင်ရွာသားတွေကိုတကောင်မရောက်မီပြန်ညှို့ပြောတယ် ကိစ္စတစ်ခုရှိနေတယ်လို့သာပြောတော့ကြောင်းမကောင်းဆိုးဝါးလွတ်မြောက်နေတဲ့တရင်ကိုကြားထားမိတဲ့ရွာသားတွေလည်းတန်တရာဝင်ပြီးကြတယ်။မြည်တိုးပင်ဖြစ်စီလွတ်နေသည့်မကောင်းဆိုးရွာအကြောင်းမေးမြန်းဆက်ဆုခြင်းမလုပ်ကြပဲငကိုကလေးကကြောက်လန့်နေတဲ့အလဲကျရွာသားတွေကကြော်စောနဲ့ထင်ရှားလို့မှတယ်လို့တကောင်းရဲ့အချိန်မီမရောက်မီအိမ်ကိုပြန်ခဲ့ကြတယ်။ရွာသားတွေပြန်သွားတာနဲ့တလဲပြန်လာမယ်။အိမ်မဲကြီးကိုဖမ်းဆီးရန်ထင်ရှားနဲ့ကြော်စောတို့အစင်တင်ပြင်ထားလိုက်ကြတယ်။အကိုကြီးဘယ်နည်းသုံးရင်ကောင်းမလဲ။ ငါတို့ဆရာကြီးအသုံးပြုနေကြနီလန့်ပေါ်ကွာဒီမကောင်းဆိုးဝါးကိုအင်းနဲ့ဖန်တာကောင်းမင်းကျောက်တောင်ဝင်ထားမကောင်းဆိုးဝါးဘယ်မှာဆိုတာအကိုကြီးကြည့်ပေးဗျကျုံအင်းစီရင်တော့မင်းကျော်စောနဲ့ထင်ရှားတို့တိုင်မင်ပြီးနောက်မှာကျော်စောကအသင့်ပါလာတဲ့ကြီးပြားနဲ့ကညက်တန်ကိုထုတ်ပြီးအင်းတို့ခွတ်စီရင်ရှိသားတယ်ထင်ရှားကတန်ကဝေးကိုထုတ်ယူပြီးအဋိထံ၍ကောင်းကင်ကိုလှော့တင်လိုက်တယ်အဲ့ဒီနောက်မျက်လုံးကိုဇုံမိပြီးအာယုံခံလီတော့တယ်တင်ရင်ဘက်ကနေအရင်မဲကြီးတစ်ခုတော့လာနေပြီညီလေး ရွာဘက်ကိုတဲ့တဲ့လာနေတာအချိန်တော့တိတ်မရဘူး။အင်းအနိုးမန်နဲ့ရုတ်ပြီးရင်ပြီးပါပြီအကိုကြီး။ကျော်စောရဲ့လက်အတွင်းရှိကြေးပြားပေါ်မှာအိဆာတရပေတကင်းတဲ့အင်းတော်ကြီးကိုစီရင်ရေးဆွဲထားပြီးအင်းဆန်တွေဝန်းရံထားတဲ့အလယ်မှာနန်သွင်းရတော့အကွက်ကိုခြံနှက်ထားတယ်။ဤဒီမှာမိစာကိုဖမ်းဆီးချုံနှောင်မဲ့နေရဖြစ်တဲ့ဆရာလက်သုံးတို့ရစီရင်နိုင်တဲ့အင်းများကိုကျော်စောကအနိုးခါထားမန်တန်တို့နဲ့အစွမ်းထက်အောင်ပြုတယ်။အဲဒီနောက်ထင်ရှားကလည်းမကောင်းဆိုးပါ အရေးမဲကြီးတစ်ခုရွာထဲဝင်ရောက်လာပြီးဖြစ်ကြောင်းပြောတာကြောင့်ခြံကြီးနဲ့မနီမဝေးမှာနေရာယူလိုက်ကြပြီးအသင်ဆောင်ဆိုင်နေကြတယ်။ကျော်စောနဲ့ထင်ရှားတို့ခြံတစ်ဖက်စီမှာနေရာယူထားကြပြီးသူတို့ကမကောင်းဆိုးဝါးမမြင်နိုင်အောင်လေကဝေဆက်များနဲ့ကာရင်ထားတယ်။မကောင်းဆိုးဝါးမြင်သွားပြီးထွက်ပြေးလျင်ဖမ်းဆီးရမလွယ်ကူသောကြောင့်လေဖြစ်တယ်။အင်းချက်ကိုကျော်စောကကိုယ်တိုင်ခြင်ထားပြီးအသင်ဆောင်နေမကြမီမှာလေနူအေးတွေအနေငယ်တိုက်ခတ်လာပြီးခြံကြီးအတွင်းကိုတိတ်ရွတ်နေအမိုက်တော်ဝင်ရောက်သွားကြတယ်။ လာဇန်းရဲ့ဖြစ်လို့လာရောင်အောင်မှာဥဖို့တာခြံဝိုင်းကိုကောင်းကောင်းကြီးမြင်နေရတယ်။ခြံကျဲလုံးလာလို့အနီးပတ်ဝန်းကျင်အိမ်များနဲ့လည်းဝေးပြီးမကောင်းဆိုးဝါးထုံနှောင်ထားတဲ့အိမ်ကြီးအနီးဘသူမှမနေဝင်ကြတော့ကြောင်းလဲတိတ်ဆိတ်နေတယ်။အရေးမဲကြီးခြံဘက်ကိုတရွေ့ရွေ့လာနေတာကိုနှစ်ဦးသာလှမ်းမြင်နေရပြီးထိုမိစ္ဆာအရေးမဲကြီးသည်အနက်ရောင်အခိုးအငွေ့များတံတန်းဖြင့်ခြံထဲကိုမဝင့်မိမှပြီးဥဖို့တာအိမ်မော်ရှိမကောင်းဆိုးဝါးတို့ကဘုံနိုင်ကျဲနေတော့ရီမောတန်တွေအော်ရင်ညီညူတန်ကြီးတွေကို ပေးနေပြီးဝင်လာတဲ့မကောင်းဆိုးဝါးကိုဖိတ်ခေါ်နေတဲ့အောင်ရှိတယ်။တပြေးပြေးနဲ့အရေးမဲကြီးမှာ channel ကိုတရွေ့ရွေ့ဝင်သွားပြီးအိမ်တကမာကြီးအနီးရောက်တဲ့အခါရှေ့ကိုတိုးကြည့်တယ်။ဒါပေမဲ့စီရင်ထားတဲ့ချီမန်းကျိုးတို့ကိုထိမိပြီးခြံဝါအထိလွင့်ထွက်လာခဲ့ရာမကောင်းဆိုးဝါးဒေါသအကြီးအကျယ်ထွက်တော်ရီအိမ်တကမာကြီးကိုအုံနိုင်ကျဲအောင်ပြေးပြေးတိုးနေတော်လေမမြင်ရသောတုံးအားတစ်ခုကြောင့်လွေ့ကယ်၍ထွက်လာပြန်နေအိမ်မော်ရှိမကောင်းဆိုးဝါးလဲစူညာပွက်လို့ရိုက်၍နေတော်တယ် ချီမန်ကျိုးတို့ဒီအထရေမိစာကိုလေ၆ောင်းတော့ထားတယ်လို့အပြင်ရန်ကိုလည်းကာခွယ်ပေးထားနိုင်နေတဲ့ကြိမ်မှာအိမ်ထဲဝင်ရန်ကြိုးစားနေတဲ့မကောင်ဆိုးဝါးရဲ့ရှေ့တဲ့တဲ့တို့ထင်ရှားကပိတ်ရက်လိုက်လို့နောက်လဲ့ပြီးပြေးဖို့ကြံနေကဝေးဆက်များနဲ့ဖန်းစီတားမြစ်တော်လေခြံနှင်းရရုတ်ချင်းပြောက်ွယ်သွားတယ်ဒါပေမဲ့လေလင်းမြန်တော့မကောင်ဆိုးဝါးရွာကခြံအပြင်မှာပြန်ပေါ်လာပြန်တော့ကျော်စောကကြောက်ကဝေးဆက်ကျိုးကုံရက်နဲ့အမိအယဖန်းစီလိုက်ရအကိုဖြစ်သူပါတန်ကဝေးဆက်တွေနဲ့ကိုညီတဲ့ ဟေ့မကောင်းဆိုဝဒီကိုလာစမ်းတာမန်အဖြစ်အမိန်အာဏာပေးရန်မင်းခခဲသောမိစ္ဆာသည်ပေတကင်းသိအင်းကိုထောင်ပြရာမြင်တွေ့သွားသလိုရှိပြီးအငွေမဲကြီးများအဖြစ်နဲ့အော်ဟစ်ညင်းညူရင်အင်းဆန်အလဲတဲ့တဲ့နေရလွတ်အင်းကွက်ထဲမှာချုံနောင်ဖန်းစည်းခြင်းခံလိုက်ရတော့ဒီဟုတ်ကဲ့ပါရှင်ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှာနေပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ဇလံကောင်းတွေထပ်မံတင်ဆက်အောင်မှဖြစ်တဲ့အတွက်ဆက်လက်ဆောင်မြောနှောင်းဆင်မှုပြောကြားရင်းနှုတ်ဆက်ခြင်းပါတယ်ကျေးဇူးတင်ပါတယ်ရှင်